တန်နန်းလာတာသိမီများရဲ့ကန်စာတာဟာမြန်မာတက္ကရာ1389ခုနှစ်ခုနှစ်သက်မှာပထမတုံးကအရှမ်းအကြက်တဲကြုံတွေ့မယ်လက်ရှိရောက်စဲတကူလာကဆောင်လာနိုင်ယုံလာတုံနာစာတာလုံးဝအစင်မပြေတဲ့ဖို့ဘေးကျနံချက်ကိုရင်ဆိုင်ဖြစ်ရှင်းရအောင်မယ်တန်နန်းလာတာသိမီများကန်စာတာဟာဘာဆိုလားဖြစ်ကြတဲ့ရဲ့ကြော်သွားပြီဆိုတာနဲ့ တန်ငင်းနဲ့မွေးဖွားစာတာရှင်စာတာရှင်များအဖို့အားလုံးတော့တန်နလာသားသမီးအကန်စာတာဝါဆိုလာပြည့်ကျော်နှောင်းပိုင်ဝါဝင်ပြီးသွားရင်စာတာစီပွားရေးတောက်ရှောက်အောင်မြင်လာမယ်ဝါဆိုဝါကောင်းတော်တဲ့တဲ့င်းကျုံတဆမုံစီပွားရေးတိုးတက်မယ်ရှောင်းကြီးဝရဲ့ကိစ္စရတဲ့အများကြီးအများကြီးအောင်မြင်မယ်ဒီမြန်မာတက္ကရာ1382 ခုနခုနဲ့ဟာတိတ်ကျွန်းနဲ့မှမွေးနာတော်တနင်္လာဖဆာတာရှင်ပုတိအိမ်တို့တည်ရပုတိအိမ်တို့စိုးဆာဆာဆာခံစားရမယ်လေပုတိသဘောလည်းမကျော်စော့ကျော်စော့ဥတိတူပါမရှိကဲ့သို့အပြန်အဆန့်အတက်အခက်အနောက်အချက်အဟန့်အဓာရီချာမှကြိုးစားမှုစွဲလုံးလပရိယာဉာဏ်ပညာအားလုံးနဲ့ပေါင်းဆက်ပြီးတော့ အောင်မြင်မှုတွေအောင်လန်းနေထူဝါမဲ့နဲ့တနေဖြတ်တယ်။ကံရောညံရောဝရိယဇွဲလုံးလားဟောအသိပညာတို့ပါပေါင်ဆက်ရမှာတော့ဇွဲတတိတို့နဲ့ညာကြိုးဆိုင် အောင်မြင်မှုတွေဖောက်ဆောင်မယ်။ကုသိုလ်ကံတော်လည်းကောင်းမှာမယ်။တတိပြုရမှာကဂျာမိုင်းစာတာညံဖြတ်မယ်။ခါကိုက်ဦးခေါင်းတို့နဲ့ပတ်သက်ပြီးဂျာမိုင်းစာတာမှာကောင်း ခါယိုခါဆက်ခါခိုက်ခါနာဥကောင်းနဲ့ပတ်သက်ပြီးဂျာမန်ရေးစာတာတို့ရိုးဆိုင်ပြီးဆရာမြတ်တရက်ခံပြလားစေတန်နင်းငယ်တွေသာသမီးဂျာသာပရိသာသမီးလို့နဲ့တဟာစာတာတင်းမြတ်နိုင်ခြင်းမရှိဘူးမွေးနေ့တန်နန်းလာနေများမှာအဖြူရောင်အနှဲရောင်တို့ကိုဝတ်ဆင်ခြင်းကိုအထုကယူဆိုင်ပြီးပါတတ်ကိုကဆုံနေုံလားရီ မွေးနေတက်နှမ်းလာနေသည်ဝစ်စင်နိုင်ဝစ်စင်ခြင်းတွေကိုဝစ်စင်တဲ့နေရာတွေမှာရှောင်ကြမဲ့တရီထားပေးမဲ့ဝစ်စင်ခြင်းကို လုံးဝလုံးဝကကျူးဆိုင်ပေးမယ်နော်တရီထားမဲ့ဝစ်စင်ခြင်းကိုချောင်ကြမဲ့ဆိုရင်ကိုယ့်အတွက်အကျိုးတရားတွေကောင်းကျိုးတွေပေါက်ပေါက်မယ်ရန်နေမယ်ရန်များတာတွေရန်လိုတာတွေရန်မူတာတွေတိုက်ခိုက်တာတွေအနောက်ချက်တော့ဝဲမယ် ဆွေမျိုးသားချင်းမိသားစုမောင်နှမဈာပိုင်းတွေလည်းအထုကကျူဆိုင်ရမယ်တတိထားရမယ်ငွေလိန်ငွေညာငွေကြီးကြေးကြီးပြတ်တန်တာရင်ဆိုင်ဖြစ်ရှင်ရပင်ရှိတယ်အတိမိတ်ဆွေခင်မင်းရင်းနေသူတွေနဲ့ပတ်သက်ပြီးတော့ငွေလိန်ခရားတာငွေကြီးရှိငှားပြီးတော့ရံများသွားတာတွေစိတ်အနှောင့်အယှက်ဖြစ်စာတွေကြုံတာတတ်တယ်ဒါကြောင့်ဆွေမျိုးသားချင်းမိသားစုခင်မင်းရင်းနေတော့မိတ်ဆွေကြားမှာ ပြဿနာပရိပခပေါက်ပေါက်ခင်းရှိတယ်လုပ်ငန်းကြီးစီးပွားမှာအလားကုန်တို့နဲ့ပတ်သက်တဲ့လုပ်ငန်းအထက်အလိုက်တို့နဲ့ပတ်သက်တဲ့လုပ်ငန်းစာရေးကရိယာနဲ့ပတ်သက်တဲ့ရောင်းဝယ်လုပ်ငန်းတွေအများကြီးအောင်မြင်မဲ့နဲ့တနေဖြစ်တယ်ဒီနေ့နော်မြန်မာတက္ကရာ1389ခုအင်္ဂလိပ်လို2025ခု အကျိုးပေးကိင္ညာနာမှာဆိုရင်တကိင္ညာနဲ့၆ကိင္ညာနဲ့ကိုကိင္ညာနဲ့နေဟာတဏ္ဏလာသာတမင်းများကိုတနေ့တဖို့အကျိုးပေးမယ်။ဝါဝယ်ပြီးဇာတာအထက်တန်းကြမယ်။စေပွားရင်ငွေကြေးစီးပွားအောင်မြင်မယ်။နက်နဲလေးလက်တော်မှာနှစ်လပဲ၃လနေနေတော့ဒီခံပေးရမယ်။အေးအေးစစ်စစ်အေးအေးလုံးလုံးနဲ့ လုပ်ငန်းလေးကိုစိတ်အေးလက်အေးခေါင်းအေးအေးထားပြီးတော့တက္ကံပြီးတက္ကလေကတိတစ်ထေချမ်းတစ်ထေစူးစားပြီးသွားရပြေးပြေးလွန်လွန်နဲ့အဟုန်ဒုန်းနဲ့တိုင်းရတော့စိတ်ပန်းလို့ပန်းမောဖြည်းဖြည်းမှန်မှန်လေးနဲ့ပဲစိတ်ရှိသိခံပြီးတော့ခြောင်လှမ်းပြီးတော့စူးစားပြရမှာတန်နန်းလာသားသမီးရဲ့2025 ဓမ္မတက္ကရာ1389ခုနှစ်ခုနှစ်နှစ်သိမင်္ဂလာဟောကိမင်္ဂလာစကားအကြံပြုဆွေးနွေးပေးထားတယ်တရားလေးတွေကိုလက်ဆွဲပြီးတော့ဆရာရည်တည်ဟောကိဟောပြောချက်တည်နားနဲ့နှလုံးသားနဲ့အုံနှောင်းအာယုံနဲ့ဘုံရကော်တင်ဖြစ်စေရေမတ်ယူထားပြီးတော့တေးသေးချာချာမတိန်မသွေး လိုင်းနာသွားလို့ရှိရင် တကယ်အကျိုးပေးမှန်းတော့အကျိုးပြုစေမှန်းတော့တန်နေငယ်တွေသားသမီးဂျာတာလေးသားသမီးရန်ကိုဆောင်မအဖြူရောင်အနဲ့ရောင်ဝစ်စင်ချင်းချောင်းချင်ရမယ်။ကောင်းကျိုးပြုရမယ်။ပြည်ပနိုင်ငံရဲ့ရှာထွက်ခွာရေးကိစ္စသွားလာမှုတွေအောင်မြင်မှာမဟုတ်ဘူး။ဖွားစာတာရှင်နဲ့တရီထားပြရမှာက session နဲ့19နဲ့ဖွားစာတာရှင်တနင်္လာသားပြီဒီ2025 မြန်မာတက္ကရာ1389ခုနှစ်ခုနှစ်မှာတနည်းအားဖြင့်26 28တည်ရွယ်စာတာရှင်နောက်ထပ်တတိပြုပြရမှာက30နဲ့36မွေဖာစာတာရှင်နောက်ထပ်စာတာရှင်45စာတာရှင်52မှခုနှစ်ဒီအတည်ရွယ်စာတာရှင်များတတိထားပြရမယ်ကြာမှညပဲ စေယုံစေကံဟူတရတာဖွဲ့ဆိုင်ကဝင်ရတာတွေကြောင့်ကြုံရတတ်တယ်။မွေးနဲ့အသက်ပြေးပြီးသွားပြန်တော့ကိစ္စမရှိဘူး။ဆရာပြောတဲ့တတ်မပြေသေးတဲ့ဇာတာရှင်ကအထုကလေးစိုက်ပေးပါ။စုံနာဆရာပြောတဲ့တတ်ရွယ်လေးအကောင်းဆုံးတော့အပေါင်းအသင်းမိတ်ဆွေတန်ငယ်ချင်းနဲ့လာပတ်သက်ပြီးတော့ငွေချေးပြဿနာပေါ်ပေါင်းနိုင်ရင်ရှိလို့ခရူးစိုက်ပေးဖို့တတိပြုနိုင်ဖို့ဆာမေတ္တာရက်ခံပါရစေ။တကူလာပြေကြော်တဲ့ လာမခွက်ခင်ရက်တော်တွင်မှာကံပွင့်လက်ပွင့်အောင်ဒီနေ့မြန်မာတက်ကြဲ1389ခုနှစ်အိုတကူလာပြေးကြောကိုရရနေဟာတနင်္လာနေ့ကြတယ်တမဟုတ်တခြားပတ်တယ်လည်းရတယ်နော်မွေးနေ့တနင်္လာနေ့အခုနေ့ကူပြီးမနက်ဖြန်နေ့ကူမှနော်နေ့စတရက်နေ့မနက်ဖြန်နေ့စတရက်နော်မနက်ဖြန်လာမယ်နေ့စတရက် မြန်မာတက္ကရာ1389ခုနှစ်ဥတ္တကုလာပြည့်ကျောင်း9ရက်နေ့လေးလပိုင်းဧပြီလ18ရက်နေ့ကြာတာပဒင်းနေရာနေစမယ်ပေါ့နော်။ဝင်းနေတနန်းလာနေပြည်သည့်အပတ်မှဖြစ်စဉ်နော်။ကျောက်စီတော်ကျောက်စီတော်ရှင်တော်မြတ်ဖရာကိုနော်ကျောက်စီတော်ရှင်တော်မြတ်ဖရာကို ကော်ဖီတစ်ခွက်ဖျံတိုင်း ရှစ်တိုင်ဖယောင်းတိုင် ရှစ်တိုင်ဖယောင်းတိုင်ရှစ်တိုင်ပူဆောင်မယ်ကော်ဖီတစ်ခွက်ခတ်မယ်ကျောင်းစီတော့ရှင်တော်မြတ်ဖရာဆိုရွက်ဖက်ပူဆောင်ရမယ်ကျောင်းစီတော့ဖရာရှိတော်ရှာဖရာမှာမဟုတ်ပါဘူးနေဆက်တဲ့ဖရာစီတွေရှိတဲ့အထက်မှာလည်းဖရာစီတွေသွားမယ်အဓိကဘဝတော်နန်တော်နဲ့ဆက်ဆုတောင်းခိုင်းတာကတနန်းလာသာသမီးကိုစားပဲဖြစ်ဖြစ် ဇနန်းလာသားသမီးတန်ရဖြင့်ခင်မုန်းသက်အတွက်မိမိအမျိုးသမီးအတွက်မိမိသားသမီးအတွက်သားလေးအတွက်တန်မီလေးအတွက်ဆွေမျိုးသားချင်းခင်မရင်းနေသူတွေအတွက်သက်ဆိုင်သူတွေတန်ရဖြင့်ပြည်ပနိုင်ငံရခြားရောက်ရှိနေတဲ့သားသမီးအတွက်စံတာပြုဆောင်ရွက်ပေးစေလို့လည်းမိဘနော်ဆွေမျိုးသားချင်းနေကျောင်းစီတော်ရှင်တော်မြတ်ဘုရားကိုစုတောင်းရုပ်ဖတ် ဟူစောကြောပြီးတော့ကော်ဖီတစ်ခွက်နဲ့ဖျောင်းနှံရှစ်တိုင်နဲ့တဏ္ဍလပါသမီများအခုအမြန်ဆုံးလာမဲ့တဏ္ဍလအပတ်ကတော့အခုလာမဲ့တဏ္ဍလကဧပြီလ27ရက်နေ့ကြာမယ်။ဦးတကူလာပြည့်ကျော်ကိုရဲ့တဏ္ဍလနဲ့ရုပ်ရုပ်ချင်းချင်းမှပြန်မကွာတဏ္ဍလပါသမီများအားလုံးအောင်မြင်စေချင် ချက်တရားကောင်းတွေတစ်ခုကိုစာနေနဲ့တင်ပြပေးလိုက်ပါမယ်။စာရဲ့ဗေဒမင်းအပရိကတနင်္လာသားသမီးအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာမှုကြပါစေ။